လာပါခင်ဗျာမင်္ဂလာပါရှင်သတင်းစာပေါ်ကဖတ်စရာများအစီအစဉ်ကနေကြိုဆိုပါရစေဒီကနေ့ဒီဇင်ဘာ16ရက်မှာထွက်ရှိလာတဲ့သတင်းစာ channel ပေါ်ကကောင်းတို့ရာသတင်းတွေကိုဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်အောင်ဆန်းဦးနဲ့အတူကျမဟိမာဝင်းတို့ကဖတ်ကြားတင်ဆက်ပေးပါမယ်ရှင်ဟုတ်ကဲ့ပါဒီနေ့သတင်းစာထွက်ရှိလာတဲ့သတင်းစာတွေပေါ်ကနေပြီးတော့ကောင်းတို့ရာသတင်းတွေကသတင်းသုံးပုဒ်ကိုတော့ပထမအဆုံးရွေးချယ်ဖတ်ပြမှာဖြစ်ပါတယ်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ The Voice Daily သတင်းစာမှာဖော်ပြထားတဲ့ သတင်းလေးကိုရွေးချယ်ထားပါတယ်။အဲ့ဒါကတော့88အဖွဲ့ဝင်သုံးမမှန်မကန်ပုံလေးဖြန့်ဝေမှုဖြင့်တရားစွဲခံရတယ်။ဒါတို့ဒုတိယသတင်းတွေကတော့70 daily သတင်းစာမှာဖော်ပြထားတဲ့သတင်းလေးကိုဖော်ပြဖျားပြပါမယ်။အဲ့ဒါကတော့အမေရိကန်ဒေါ်လာသေး1400ကျပ်ကိုပထမအဆုံးတွင်ရောက်ရှိခဲ့ပါတယ်တဲ့။အဲတတိယသတင်းအနေနဲ့ကတော့ကျွန်တော်တို့11သတင်းစာမှာဖော်မျက်နှာဖုံးမှာဖော်ပြထားတဲ့သတင်းလေးကိုရွေးချယ်ထားပါတယ်။အဲ့ဒါကတော့ကုတ်ခိုင်နဲ့နမ်ဖတ်ကာဂျာ၌ရင်ကြောပိတ်ဆို့မှုဖြစ်ပွားနေခြင်းကြောင့် လာရှိုးမျိုးရှောင်းလန်းတွင်မူဆယ်တို့တက်မြင့်ရှင်များဖြတ်တန်းခွင့်ယာယီပိတ်ထားရတဲ့ဆိုတော့ဒီသတင်းသုံးခုရွေးချယ်ထားပါတယ်ညီမအနေနဲ့ကတော့အရီတာအာဘော်ကိုဗာမြရွေးချယ်တာလည်းမသိဘူးဗျဟုတ်ကဲ့ပါရှင့်ညီမရွေးချယ်ထားတဲ့အရီတာအာဘော်ကတော့ပေါ့နော်ဒီ7 day မှာပါဝင်တဲ့ အစိုးရတဲ့ဤစွမ်းဆောင်ရည်ကိုအကဲဆန်းနေတော့ဒေါ်လာဆိုပြီးတော့ရေးထားတဲ့အဒိတာအပေါ်လေးပါပဲရှင်။အမေရိကန်ဒေါ်လာတန်ဖိုးပြင်မဈေးကွက်တင်တဲ့ဒီဇင်ဘာလ15ရက်နေ့ကဒေါ်လာလေး1400ကျော်ခဲ့တယ်တဲ့။အရက်သားအစိုးရလက်ထက်နိုင်ငံစီးပွားရေးနေကွေးနေချိန်တွင်ငွေကြေးလဲလဲဈေးကွက်ကကြက်ကျန်ငွေတန်ဖိုးကျဆင်းပြီးဒေါ်လာဈေးစံချိန်တင်တစ်ခုပြီးတစ်ခုချိုးကမြင့်တက်နေမှုအပေါ်အစိုးရကအစိုးရကမူမြို့တို့သဘောထားကြောင့်မသိတော့လဲကျွန်ုပ်တို့အထူးပဲစိုးရိမ်မိပါတယ်တဲ့အเจ้าမှာ ငွေကြေးဈေးကွက်အတွင်းကြက်ငွေတန်ဖိုးကျဆင်းပြီးဒေါ်လာတန်ဖိုးတက်ခြင်းမှာ73စီအပါအဝင်ပြပတင်သွင်းရတော့သွင်းကုန်များရင်းတို့မှာဆက်ဆက်၍ကုန်စီအများစုဈေးတက်လက်ရှိသောကြောင့်ဖြစ်ပါတယ်ထို့ကြောင့်ဒေါ်လာဈေးမှာအထက်ကျန်းပြီးငွေကြေးဈေးကွက်မတည်ငြိမ်ခြင်းကြောင့်ကုန်သွယ်ရေးလုတ်ကိုင်းနေသူအများစုလုပ်ငန်းရှင်များအရှိန်မြင့်လုတ်ကိုင်းရန်မဝွမရဲဖြစ်လာပါတယ်တဲ့ထို့အချက်ကတိုင်းပြည်စည်းဝါးရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့်အချိန်နဲ့အဓိကအဟံအတားတစ်ခုဖြစ်လာတယ်တဲ့ နောက်ပြီးကိုတို့ကဒီမှာဆက်ရေးထားတယ်ပေါ့နော်အဲငွေကြေးဈေးကွက်တွေနဲ့မှတ်တမ်းများအရာယခုနှစ်ဒီဇင်ဘာမတိုင်မီအထိတမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်ခဲ့တော့ငွေလဲနှုန်းမှာ2009ခုနှစ်အောက်တိုဘာလ9ရက်ကဒေါ်လာလည်ရင်1390ကျပ်ရောက်ခဲ့ရှိခဲ့ခြင်းဖြစ်ပါတယ်အဆိုပါနှုန်းမှာယခုနှစ်တွင်ဒီဇင်ဘာလ9နေ့ကစတင်က1396ကျပ်ဖြင့်စတင်ဖြတ်ကျော်ခဲ့ပြီးစံချိန်တင်များဆက်လက်တင်ခဲ့ရာဒီဇင်ဘာလ15ရက်နေ့၌ပြင်ပဈေးကွက်တွင်ဒေါ်လာလင်1420ဒီတက်ကစံချိန်ချိုးခဲ့ ြင်းဖြစ်ပါတယ်တဲ့နောက်ပြတူရဒီမှာ budget နဲ့ပတ်သက်ပြီးတော့ဆက်ရေးထားတယ်ပေါ့နော် budget လုံငွေများခြင်းကုန်တွယ်မှုလုံငွေပြခြင်းနှစ်သက်တွင်စာတော်မီကားမှုဝါဒတဲ့အရာဒေါ်လာဝယ်စုရတော့လုပ်ငန်းရှင်များလာခြင်းအမေရိကန်ဒေါ်လာကိုတိုင်နိုင်ငံတကာငွေကြေးဈေးကွက်တွင်ပိုမလာခြင်းပြည်ပတို့ပို့ကုန်ရငွေအများစုနိုင်ငံအတွင်းတို့ဝင်မလာပဲပြည်ပဗန်များတို့ရောက်ရှိနေခြင်း အင်ချမ်းမြေကန်နာတွင်ယင်းနှမြုံနံသူများဒေါ်လာဝယ်ဆုလာခြင်းစတော့အချက်များမှာဒေါ်လာတန်ဖိုးတက်စေတော့အကြောင်းအရာများဖြစ်ပါတယ်တဲ့အဲထို့အပြင်ယခုလပိုင်းတွင်ဒေါ်လာတန်ဖိုးဆက်တိုက်တက်နေခြင်းမှာပုံမှန်ဈေးကွက်တင်တဘောထဲငွေကြေးဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ဒေါ်လာဈေးကစားသူများရှိနေတော့ဟုသုံးသက်သူတချို့တွင်ရှိသည်မမမန်ဆစ်ဆေးရန်အစိုးရရဲ့တာဝန်တာဖြစ်ပါတယ်တဲ့နောက်ပြတူမှာသူကနောက်ဆုံးမှရေးထားတယ်ပေါ့နော်အဲဒေါ်လာတန်ဖိုးအတဲအကျမှာဗဟိုပံပေါ်တွင်တာတာဝန်ရှိသည်မဟုတ်ပဲစီးပွားရေးနဲ့ဆက်ဆက်နေတော့ဝန်ကြီးဌာနအားလုံးတွင်လည်းတာ ာဝန်ရှိပါတယ်။ဒေါ်လာတန်ဖိုးကအစိုးရသက်စွမ်းဆောင်မှုကိုအကဲဆန်းနေခြင်းဖြစ်ပါတယ်။အထက်တွင်ဆိုခဲ့သည့်အတိုင်းဒေါ်လာတန်ဖိုးတက်ပြီးကြက်ငွေကျဆင်းခြင်းအကျိုးမှာပြည်သူအများစုအပေါ်ရိုက်ခတ်မှုရှိသည့်အတွက်ငွေလန်းလုံးတည်ငြိမ်စေရန်ကြက်ငွေတန်ဖိုးမှလာအောင်အစိုးရကအရေးအရေးတကြီးဆောင်ရွက်ရမည်အချိန်ရောက်ပြီဟုနိုးစော်လိုက်ပါတယ်ဆိုပြီးဒီ7 day ရဲ့အိဒါအပေါ်မှာဖော်ပြထားတာပါရှင်ဒါဒေါ်လာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟုတ်ပါတယ် ဒေါ်လာဈေးကလည်းလက်ရှိချိန်မှာဒါစန်ချင်တိမ်ပြီးမြင့်တက်သွားဆိုလဲဒါဒီတဲ့သူတို့ပြောထားတဲ့အတိုင်းလေးပဲပေါ့နော်ဒေါ်လာဈေးဟိုကငွေနှုန်းတွေပါလိုက်ပါငွေကျပ်ငွေကျပ်ထိခိုက်လာတာပေါ့ကျပ်ငွေရဲ့တန်ဖိုးမြင့်တက်ဖို့ကဒါအစိုးရအနေနဲ့ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ဟာလေးကိုသူကရေးထားပါရှင့်အခုအနေနဲ့ရောဘလိုတင်းလေးတွေကိုရွေးချယ်ထားလဲရှင်ဒီနေ့အတွက်ဒီနေ့အတွက်ကတော့ကျွန်တော်တို့ဒါဒီမိုကရေစီစနစ်မှာဆိုရင်တော့အခွန်နဲ့အစိုးရရက်တည်ရတာပေါ့ကျွန်တော်တို့ဒီအခွန်ထမ်းတဲ့ လုပ်ငန်းရှင်စင်းကိုထုတ်ပြန်တဲ့ဟာလေးပါအဲ့ဒီဟာနဲ့ပတ်သက်ပြီးရွေးချယ်တာပါအဲ့ဒါကတော့စံတော်ချိန်သတင်းစာမှာမျက်နှာဖုံးမှာတင်ထားတဲ့သတင်းလေးပါအခွန်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင်များစင်းထုတ်ပြန်ကမ်ဘောဇာကုမ္ပဏီကအများဆုံးထမ်းဆောင်ခဲ့သည့်စင်းလင်ပါဝင်တယ်ဆိုတော့ခေါင်းစဉ်လေးပေးထားပါတယ်သူကတော့စီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဌာနပြည်တွင်းအခွန်ဦးစီးဌာနမှ2015 2016စီကြက်နှစ်အတွက်ဝင်ဝေခွန်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင်90နှင့်ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင် ဇင်းကိုဒီဇင်ဘာ19ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင်တထောင်မှ90ဆင်းနဲ့ကုန်သွယ်ခွန်ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင်တထောင်မှ90ဆင်းကိုထုတ်ပြန်ကြေညာခြင်းလည်းဖြစ်ပါတယ်။ဒီ90ဆင်းကတော့အခုလိုအခွန်ထမ်းဆောင်သူအများဆုံးဆင်းရင်းတွေကိုထုတ်ပြန်ကြေညာတာကောင်းပါတယ်။အခွန်ဆောင်ဖို့ကနိုင်ငံသားတိုင်းမှာတာဝန်ရှိနေတာပါ။ဘယ်ခုမြန်မာနိုင်ငံစံတော်အသင်းချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာစိုးထွန်းကပြောပါတယ်။ 2015-2016စီးကျက်နှစ်အတွက်ကမ္ဘောဇာကုမ္ပဏီကကျပ်တန်း2000အထက်ဝင်ငွေခွန်ထမ်းဆောင်ခဲ့သည့်အများဆုံးလုပ်ငန်းရှင်စီးရင်တွင်ပါဝင်နေပြီတဲ့2014-2015စီးကျက်နှစ်နဲ့2013-2014စီးကျက်နှစ်အတွင်းလည်းအများဆုံးဖြစ်ခဲ့ပါတယ်တဲ့2015-2016စီးကျက်နှစ်အတွက်ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင်50စီးရင်တွင်ထင်ရှားသောကုမ္ပဏီများဖြစ်သည့်မြောက်ရီဘန်၊အီယော်ရီဘန်၊ယိုးမဘန်၊ဇီကဝါကုမ္ပဏီ၊မြန်မာနိုင်ငံသားများဘန်၊မြမအော်ဘာဂရုနှင့်တဲ့ CDMAT Holding ကုမ္ပဏီတို့ပါဝင်ပါတယ်တဲ့2015-2016စီးကျက်နှစ်အတွက်တန်ကို training ကုမ္ပဏီကကုန်သွယ်လုပ်ငန်းခွန်ထမ်းဆောင်သည့်အများဆုံးလုပ်ငန်းရှင်စည်ရင်တွင်ပါဝင်ပြီးတဲ့2014-2015စီးကျက်နှစ်အတွင်းအများဆုံးဖြစ်ခဲ့က2013-2014စီးကျက်နှစ်တွင်ကျက်တန်း1000အောက်စင်း၌ပါဝင်ခဲ့ပါတယ်2015-2016စီးကျက်နှစ်အတွက်ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့်လုပ်ငန်းရှင်50စင်းတွင်ထင်ရှားသည့်ကုမ္ပဏီစင်း၌တဲ့ မြောက်ရီ training နဲ့ city map holding တို့ပါဝင်ခဲ့ပါတယ်ဆိုတော့သူကရေးသားဖော်ပြထားပါတယ်ဒါတော့နိုင်ငံသားတိုင်းကတော့အခွန်ထမ်းဆောင်အောင်ပါပေါ့နော်ဒီမိုကရေစီစနစ်မှာတော့အစိုးရကအခွန်နဲ့ပဲလဲပတ်တာ ਉਹ အရန်ကောင်းပါလေဒီလိုမျိုးလေးဒီရင်ကျေးမှုတွေထုံးလာတာဟုတ်ညီမနေရောဒုတိယသတင်းကိုဗာများရွေးချယ်တာလည်းမသိဘူးဗျဟုတ်ကဲ့နော်ကိုညီမရွေးချယ်ထားတာတော့ဒီဒက်ဘိုက်မှာပါဝင်တဲ့ဒေါ်လာဈေးကြောင့်ကိုယ်စင်းနှုံးမတက်ရန်သွင်းကုန်အခွန်ရှော့ကောက်တဲ့ဟူပညာရှင်များသုံးတက်ဆွဲတဲ့တင်းလို့ရွေးချယ်ထားပါတယ်ရှင့် အမေရိကန်ဒေါ်လာဈေးမြင့်မားခြင်းကြောင့်နဲ့ကုန်စည်နှုန်းများမတက်ရန်အစိုးရကယခုလပိုင်းတွင်သွင်းကုန်များအပေါ်ကောက်ခံသည့်အခွန်နှုန်းနှမ်းများလျှော့ချသင့်သောစီးပွားရေးပညာရှင်များကတုံ့တက်ထားပါတယ်တဲ့ဒေါ်လာတန်ဖိုးတည်တဲ့တကဘာလုံးနီးပါးမြင့်တက်နေသည့်အနေအထားတွင်ရှိသောကြောင့်ဈေးပြန်လဲကြဆင်းရန်မဖြစ်နိုင်တော့ကြောင်းတို့ဖြစ်ရေကုန်စည်နှုန်းများဗဟန်ဗရာတက်မသွားရန်အစိုးရကထိန်းချုပ်ရမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီးပွားရေးကော်မတီအဖွဲ့ဝင်ဦးရဲမင်းဦးကပြောကြားသည်တဲ့ အမေရိကန်ဗဟိုဘဏ်ကအတွန်းလုံးတွေတိုးမြင့်မယ်လို့မနေ့ကအတန်နေထွက်တယ်။အဲ့ဒါရဲ့အကျိုးသက်ရောက်မှုကတကယ်ပါလုံးကိုရိုက်ခတ်တယ်။ဒေါ်လာဈေးကဆက်ပြီးမှအောင်မဲ့အနေထားရှိတယ်။ဒီနေ့ဒေါ်လာတွေလိုက်ပြီးအဝယ်များတယ်။ပြည်တွင်းမှာ1428ကျပ်အထိဖြစ်သွားတယ်လို့ကြားတယ်။စေဝါနဲ့လူသုံးကုန်ပစ္စည်းတွင်တွင်နဲ့အပေါ်ဒီနှစ်လ3လအတွင်းမှာအခွန်လျှော့လိုက်ရင်ဈေးတအားကြီးတက်တာကိုထိန်းနိုင်လိမ့်မယ်လို့၎င်းကပြောကြားခဲ့တယ်ပေါ့နော်။အဲဒေါ်လာဈေးဆက်လက်တက်နေခြင်းကြောင့်ကုန်စည်နှုန်းမှာမတက်စေရန်အစိုးရအနေနဲ့စူးစမ်းတင်ကြောင်း 調査တင်သည့်အပြင်တရားမဝင်ဈေးကွက်အတွင်းဈေးကစားသူများဝင်ရောက်မကစားစေရန်စီးပွားရေးလုပ်ငန်းရှင်တက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်း၍ဆွေးနွေးတိုင်ပင်တင်ကြောင်းကံမောစဘဏ်မှအကြီးအကျယ်အကြံပေးအရာရှိဦးတန်းလွင်ကပြောကြားပါတယ်တဲ့။နောက်ပြီးဒီမှာဆက်ရေးထားတယ်ပေါ့နော်။ပြည်ပရောက်နေသည့်တရားမဝင်ဒေါ်လာများပြည်တွင်းသို့ပြန်လည်ဝင်ရောက်စေရေးအတွက်နိုင်ငံခြားဘဏ်များနိုင်ငံခြားဘဏ်များတွင်ဖွင့်ထားသည့်ဘဏ်စည်ရင်းများကိုဒီဇင်ဘာလ12ရက်နေ့တွင်ဗဟိုဘဏ်တို့နောက်ဆုံးထားတင်ပြရန်မြန်မာနိုင်ငံဗဟိုဘဏ်ကထုတ်ပြန်ထားတယ် ပြင်မဒေါ်လာပေါက်ဈေးဒီဒီဇင်ဘာလပထမအပတ်တွင်1ဒေါ်လာလျင်1380ကျပ်ဝန်းကျင်သာရှိပြီးဒီဇင်ဘာလ15ရက်နေ့တွင်1420ကျပ်ရောက်သည့်အထိအတက်ကျန်းလာကြောင်းမြန်မာနိုင်ငံဘိုဟိုမန်၏ရင်းညွှန်းနိုင်ငံခြားငွေလဲနယ်ပေါ်မှလည်း1ဒေါ်လာလျင်1350ကျပ်အထိမြင့်တက်ကြောင်းငွေကြေးဈေးကွက်အတွင်းမှာတည်ရပါတယ်ဆိုပြီးဒီက divide ကနေရေးထားတယ်ပေါ့နော်ဒီဒေါ်လာဈေးကြောင့်ကုန်စည်နှင်းတွေမတက်ရန်ပေါ့နော်တွင်းကုန်တွေရဲ့အခွန်အခမ်းဒါ short count တက်နေဆိုပြီးစီးပွားရေးပညာရှင်တွေရဲ့တုံ့တက်ချက်ကိုသူကရေးကြားထားတာပါရှင့် ဟုတ်ကဲ့ပါကျွန်တော်တို့ဒီသတင်းဖတ်ကြားမဲ့သတင်းအစီအစဉ်မှာတော့နောက်ဆုံးသတင်းလေးယူချစ်ထားပါတယ်အဲ့ဒါတော့70 daily သတင်းစာအနေနဲ့ယူချစ်ထားပါတယ်အဲစာမျက်နှာ page number 4မှာပေါ်ပြထားတဲ့သတင်းလေးပါ MICD ဘက်ဝင်းအနီးတွေ့ရှိသည့်အလောင်းမှာအသက်ခံထားခြင်းဖြစ်ဆိုတော့သူကောင်းတင်တင်ထားပါတယ် MICD ဘက်အနောက်ဘက်ဝင်းပေါက်လန်းနိုင်တဲ့ရထားသည့်ကိုပိုင်ရင်တစည်းပေါ်တွင်တွေ့ရှိရသည့်ပုပ်ပွနေဆုံးနေသည့်အမျိုးသားအလောင်းကိုတဲ့ရင်ခွဲစစ်ဆေးရာနံယူကျိုးသောတံရတွေ့ရှိသည့်ဖြင့် လူတက်မှုအဖြစ်အမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်တဲ့တူတောင်ဝစ်ကိုပိုင်ရင်ပေါ်တွင်အသက်24နှစ်အရွယ်အမျိုးသားတဦးတည်ဆုံနေသူကိုပုပ်ပွားနေမှသာသိရှိခဲ့ပြီတဲ့ဘဲဘဲနိုင်ယိုးကျိုး၍တဲ့ရင်ကောင်းအတွင်းသို့သွေးသွန်တည်ဆုံခြင်းဖြစ်ကြောင်းနဲ့ဆေးစစ်ချက်အတွင်ပါရှိသဖြင့်လူတက်မှုအဖြစ်ပြောင်းလဲအမှုဖွင့်ခြင်းဖြစ်ကြောင်းလှိုင်မြို့နယ်ရဲ့လှိုင်မြို့မှာရဲစခန်းမှာတာဝန်ရဲရာရှိကပြောကြားခဲ့ပါတယ်ဆိုတော့သူကရေးသားထားပါတယ် ကိုပိုင်ရင်အတွင်းတည်ဆုံသည့်အမျိုးသားသည်တဲ့တင်ကန်းညုံညုံနယ်ကြီးပွားရေးရက်ွက်တောင်ပိုင်းတပြေချံလမ်းတပြေချံလမ်းမှာနေတဲ့အသက်24နှစ်အရွယ်ကိုစီသူစိုးဖြစ်ပြီးတဲ့ရင်ပေါ်တွင်ငွေကျပ်25သိန်းကျော်အပြင်ဘီယာဘူးခွန်တွေတွေ့ရှိကြောင်း၎င်းကဆက်လက်ပြောကြားပါတယ်တဲ့ပြီးခဲ့တဲ့ဒီဇင်ဘာ23ရက်မွန်လယ်ပိုင်းတွင် MICD ဘက်အနောက်ဘက်ခြံဝင်ပေါက်တွင်ရထားပြီးကိုပိုင်ရင်တစည်းပေါ်၌အမျိုးသားတူတည်ဆုံးနေသည်ကိုပုတ်ပွားလာသည့်အခါစတင်သိရှိခဲ့ခြင်းဖြစ်ပြီးအနီးဝန်းကျင်ကဒီဇင်ဘာ ကိုရက်နနစင်တိုင်းခန့်ပါတဲ့ရင်ပေါ်တို့တက်သွားသူကိုတတိထားမိတယ်ဆိုပြီးတော့၎င်းကဆိုပါတယ်တဲ့အမှုဖွင့်တာနဲ့ပတ်သက်ပြီးတော့လှမျိုးမရဲစခန်းကတင်မှုတေခင်ပုံမှတင်မှုတေခင်အမှတ်စဉ်22မြင်းဆောင်16ဖြင့်တဲ့ကနဦးအမှုဖွင့်ထားတော့လဲစေးစစ်ချက်ထောက်ပေါ်လာသည့်ခါမှာတော့ဒဏ်ရာအချို့တွေ့ရှိသဖြင့်လူတက်မှုဖြစ်ကြောင်းလဲအမှုဖွင့်ကစုံစမ်းလျက်ရှိတယ်ဆိုပြီးတော့ရဲစခန်းကသိရှိရပါတယ်ဆိုပြီးတော့သူကရေးသားထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့နန်းနဲ့6နာရီခန်းကလည်းတဲ့ထိုးထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေတဲ့မျိုးသားလောင်းတလောင်းကို ဗဟိုလမ်းမပေးတွင်လည်းလာရောက်ဆုံးပြထားမှုဖြစ်ပွားခဲ့တယ်ဆိုတော့လည်းသူကရေးသားထားပါတယ် background အနေနဲ့ပါဟုတ်ပါတယ်ဒီတလောမှာတော့လူတက်မှုတွေဒီလူရမှုတွေကတော်တော်များနေတယ်ပေါ့ဟုတ်ကဲ့ပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကာတွန်းနဲ့ပတ်သက်ပြီးတော့ရောညီမအနေနဲ့ဘယ်လိုများရွေးချယ်ထားလဲဘယ်ကကာတွန်းကိုရွေးချယ်ထားလဲမသိဘူးဟုတ်ကဲ့ပါရှင်ညီမရွေးချယ်ထားတဲ့ကာတွန်းကတော့ပေါ့နော်ကိုစံတော်ချိန်ကကာတွန်းလေးကိုရွေးချယ်ထားပါတယ်ရှင်ဒီကာတွန်းထဲမှာပါလာပေါ့နော်တယောက်ကတော့ဒီမှာလူနေရောက်ပါတယ်ပေါ့နော်အာတယောက်ကတော့ငရေထားပေါ့အတွက်တန်လေးကြီးကင်လို့ပေါ့နော် ။နောက်တစ်ယောက်ကတော့ CEO ထဲမှာဖုန်းပြောနေတာပေါ့နော်။ဒါလူပေါ့။သူကငရေကြနေတဲ့ပုံမှာပဲ။သူဖုန်းပြောတဲ့အချိန်မှာရေးထား "Hello" တဲ့အသေးရေးတဲ့"ကိုအခုရောက်နေတဲ့နေရာလေးကမီးမှန်တယ်ဟာ"ဆိုပြီးတော့ပြောထားပါဗောနော်လက်ရှိရန်ကုန်မြို့မှာလည်းမကြခင်တာမိလေးပြက်နေတဲ့အပေါ်ဒါကာတွန်းလေးကဝေဖန်လိုက်ခြင်းဖြစ်ပါတယ်ရန်ကုန်မှာမဟုတ်ပါဘူးမိလေးပြက်နေတာကတော့ဗောနော်ဒါတော့ဆန်တော်ချိန်မှာကာတွန်းရာစာတာစီကနေရေးထားတာပါရှင့် ကျမတို့ရဲ့သတင်းစာပေါ်ဖတ်ဆရာများအစီအစဉ်ကိုဒီကတုံးစီစဉ်နေနေပဲနှုတ်ဆက်ပါရစေရှင်။ DVB ကိုကြည့်ရှိနေကြတဲ့ပိတ်တက်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါရစေရှင်။